အင်းတော်၎င်းတစုံတရာအဆောင်ရွက်တော်၎င်းမတန့်သောနေရာသို့ယူဆောင်သွားမိလျင်အုံတနာတနာမဟာတနာတနာပေါင်းထောင်သောမကကြီးစရာကြီးထူကားထားနှင့်ခုနှစ်အုံမန်းမှုရပါမည်တိတ်တိတင်မန်တန်အုံတိတ်တိတိတ်တိမဟာတိတ်တိတိတ်တိအပေါင်းထောင်သောတဆရာတက်ထူကားထားနှင့်အင်းစီလက်ဖွဲ့တို့ကိုခုနှစ်အုပ်ဆုပ်ပါလေအင်းအဆောင်ချုပ်ရန်မန်တန်အုံဗုဒ္ဓံချုပ်အုံတမန်ချုပ်အုံတန်ငန်ချုပ်အုံပြမချုပ်အုံ ဒေဝါရာချုပ်အုံရက်ခချုပ်ဆရာချုပ်ထူကာထာနှင့်အင်းစီလက်ဖွဲစသည်တို့ကိုခုနှစ်အုပ်စုပ်ပါလေအင်းမှန်သမျှတိတိတင်ရန်ပုံစဘူးဒီပါတင်ချာပကုံကျွန်းလုံးနှစ်မြဆောင်းကြကုန်သည့်ဒေဝဒေဝနတ်တကာတို့မျက်စွာဗုဒ္ဓံတမန်တန်ငယ်မိတ်တော်မြတ်သည့်ဆက်အာနာကြောင့်မကြာယခုရောက်ကြစီရောက်လျင်ရောက်ချင်းမကြံကျွင်းအောင်လှင်ပြင်းစောစွာယခုလာ၍တေစာထံပြင်ကျွန်ုပ်အင်းကိုတွင်းကြအသက်နဲ့ရင်ငွေနှင့်ပွေကဖက်အင်းသက် ယခုဝင်စေသော တနင်္ဂနွေ တနင်္လာ အင်္ဂါဗုဒ္ဓဟူဇာတပတိတောက်ကြဆနေရာဟူရှစ်လုံးသာဂျိုမင်းဝင်၍ခုအလိုရှိတိုင်းပြီးစေသောအဆောက်ကမန္တန်အုံဗုဒ္ဓံတစ္ဆံကရိယံကကုံဓမ္မတစ္ဆံကရိယံကကုံတန်ဃာတစ္ဆံကရိယံကဥံမြတ်မတစ္ဆံကရိယံကကုံတေဝတစ္ဆံကရိယံကဥံယခတစ္ဆံကရိယံကကဆရာကထူကာထာနှင့် အင်းစေလက်ဖွဲ့စသည်တို့ကိုခုနှစ်အုပ်စုပ်ပါလေ အဆောင်လို့မန္တန်အောင်တမုတ်တရားနေမြင့်မိုခြေတွင် နေသည့်တပင်ရောက်ထခြင်းသည်ရောက်သည့်စေမင်းတပင်ချင်းတီဝုံထားเสียရထားကြွเสียရကြွအင်းဆန်အခရာ အင်းဆန်အခရာ၌မှာရင်တော်ဖြစ်ရန်မန္တန်ကားအောင်တစ္ဆန်တရဏဂုံတီပါစီတတိဟုတခါရဲပြတ်အောင်ဖြစ်ရမည်အဆောင်နှုတ်မန္တန်အောင်အာလာဝကိုရက်ခေါ်တက်ခေါ်ကုံပန်တီဝရာစာချင်းเสียရချင်းကက်เสียကက်ထเสียရထားကြွเสียရကြွ ဘလူးဆောက်အင်းစေးလက်ဖွန့်စသည်တို့ကို ထိုဂါထာနှင့်ခုနှစ်အုပ်စုပ်ပါလေအသက်သွင်းမန်တန်အုံးအီတီဘီအလဟံအဝိညာဏကံဩဒထံတဝိညာဏကံတမအံအင်းစေးလက်ဖွဲ့စသည်တို့ကို ထိုဂါထာနှင့်ခုနှစ်အုပ်စုပ်ပါလေတတိပြုရန်ဘလူးဆောင်သောစေအင်းလက်ဖွဲ့စသည်ဖြစ်လျင်လကောင်းကာထာအတိုင်းဆုပ်ရပါမည်။နတ်ဆောင်သော အင်းစေးလက်ဖွဲ့ဖြစ်ရင်ရက်ခေါ်တက်ခေါ်အာလာဝကိုဟူသောမန်တန်ကိုခြံထား၍ ဂျမန်တန်ကိုဆုပ်ရပါမည်ထိုကဲ့သို့ဆုပ်ပြီးသောအခါတရဏဂုံ၃ပါအနန္တ၅ပါအိတိပိသောတန်ပုတ်တေစသောအလိုရှိရာဂါထာတို့ကိုတတ်နိုင်သလောက်ဆုပ်နိုင် လင်ပူကောင်းပါသည်ဂါထာ အင်းယုတ်ပုံ အင်းလိတ်နီဂါထာကို အရင်မှစ၍လိတ်အင်းဖြစ်ပါက အဖျားကစာယူလိုက်အယုတ်ဖြစ်ပါကဘေးတိုက်သူလိပ်ပါလေကာထာအရင်ဆိုဒီမှာပထမစသော အခရာဖက်ကစလိပ်ပါအင်းမှာအဖျားဆိုသောကြောင့်အင်းကွက်ဒီလက်ရဖက်တွင်အဖျားရောက်၍လိပ်သောအခါလက်ရဖက်ကစပြီးလိပ်ရပါမည်အယုတ်တွင်မူကားယောက်ျားယုတ်ဖြစ်ပါကလက်ဝဲကစ၍လိပ်ရပါမည်မိမယုတ်ဖြစ်ပါကလက်ရဖက်မှစ၍လိပ်ရပါမည်